မင်္ဂလာပါခင်ဗျာအာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်တို့ဒီတဲ့ internet smart တွေကိုပေါ့ခင်ဗျာကိုကမကြိုက်လို့ပြန်ပြီးတော့ဖြတ်ချင်ပေါ့ခင်ဗျာဘယ်လိုဖြတ်ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီတဲ့ smart ထားတဲ့ပေါ့ခင်ဗျာကျွန်တော်တို့ package တွေကိုပြန်ပြီးတော့ဖြတ်နည်းလေးပေါ့ခင်ဗျာအာအဲ့လိုဖြတ်ချင်ရင်ဘယ်လိုဖြတ်ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်တို့အဲ့လိုဖြတ်ဖို့ဆိုရင်တော့လိုအပ်တာတော့ဒီ software လေးလိုအပ်တယ်ပေါ့ခင်ဗျာကျွန်တော်တို့ဒီဒီတဲ့အဲကျွန်တော်တို့ဒီတဲ့ software လေးလိုအပ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ software လေးကိုကျွန်တော်ဒီ ီ Play Store ထဲမှာအာသွားပြီးတော့ download ရတယ်ပေါ့ခင်ဗျာကျွန်တော်တို့ iOS ဆိုရင်လည်းအဲကျွန်တော်တို့ Apple Store မှာသွားပြီးတော့ download ရပါတယ်ခင်ဗျာကျွန်တော်ကဒီမှာ Android ဆိုတော့ဟောကျွန်တော်တို့ဒီမှာ Play Store မှာပေါ့ခင်ဗျာကျွန်တော် D-Test ဆိုပြီးတော့ရိုက်ရှာလိုက်ပေါ့ခင်ဗျာအဲဒီ test ဆိုပြီးတော့ရိုက်ရှာလမ်းကျွန်တော်ဒီ software လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့အဲဒီ software လေးကို download အောင်มาဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီမှာ download ပြီးသားဆိုတော့မ download တော့ဘူးပေါ့ခင်ဗျာအ အဲ့လို down ပြီဆိုရင်တော့ကျွန်တော်တို့ဒီ software လေးတော့ဝင်လဲရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ software လေးတော့ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ပေါ့ခင်ဗျာအာကျွန်တော်တို့ smart ဖြစ်တဲ့ဖုန်းနံပါတ်နဲ့ကျွန်တော် login ဝင်လဲရမှာဖြစ်ပါတယ်အဲကျွန်တော်ကတော့ဒီမှာဖုန်းနံပါတ်နဲ့ဝင်ပြီးသားဆိုတော့တခါတည်း software တွေကိုတန်းကြောက်သွားတာဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်တို့အဲ့လို software တွေကိုရောက်ပြီဆိုရင်အဲကျွန်တော်ကပို့ပြီးတော့အားလုံးအတွက်ပို့ပြီးတော့အဆင်ပြေအောင်ပေါ့ခင်ဗျာကျွန်တော်ဒီမှာအာ language လေးတစ်ချက်ချိန်လိုက်မှာပေါ့ခင်ဗျာကျွန်တော်ဘာသာစကားကိုမြန်မာလိုလေးတစ်ချက်ချိန်လိုက်ပါမယ်ခင်ဗျာ အဲကျွန်တော်မြန်မာလိုလေးတစ်ချက်ချိန်လိုက်မယ်ပေါ့ခင်ဗျာအဲကျွန်တော်ပြန်ဝင်လိုက်ပါမယ်ဒီတဲ့ software ဒီတဲ့ဟိုအဲကျွန်တော်ဒီလို software တဲ့ဟိုပေါ့ခင်ဗျာကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ကျွန်တော် login ဝင်ပြီးဆိုရင်ကျွန်တော်အခုလို software တဲ့ဟိုရောက်သွားမယ်ပေါ့ခင်ဗျာအာ software တဲ့ဟိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာအာဒီမှာအချက်လက်များဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာမြှပ်ပြထားတဲ့အချက်လက်များဆိုတဲ့အထက်ကိုတစ်ချက်နှိပ်လိုက်ပါမယ် နေပြီးတော့ကျွန်တော်တို့ဒီအောင်နာလေးမှာရှိမှာပေါ့ခင်ဗျာကျွန်တော်တို့ဒီအောင်နာလေးမှာကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာစမတ်ထားဒီမှာအာပက်ကိများဆိုပြီးတော့ဒီမှာရေးထားတယ်ပေါ့ခင်ဗျာအဲ့ဒီအောင်မှာကျွန်တော်တို့ဒီမှာစမတ်ထားတယ်အစမတ်တွေရှိတယ်ပေါ့ခင်ဗျာအာကိုကဘယ်စမတ်ကိုဖျက်ချင်တာလဲသိချာကြည့်ပေါ့ခင်ဗျာကိုဖျက်ဖျက်ချင်တဲ့စမတ်ကိုပေါ့ခင်ဗျာကျွန်တော်တို့ဒီမှာအာဒီလိုအမှိုက်ပုံးလေးနှိပ်ပြီးတော့ဖျက်လိုက်အောင်ပါပဲခင်ဗျာလွယ်ပါတယ်ခင်ဗျာအာကိုကကျွန်တော်ကဒီစမတ်ကလေးကိုဖျက်ချင်တယ်ဒီအင်တာနက်စမတ်ကိုဖျက်ချင်တယ်ဆိုရင်ဒီအမှိုက်ပုံးလေးကိုနှိပ်ပြီးတော့ပေါ့ခင်ဗျာ အာဒီအမှိုက်ပုံးလေးကိုနှိပ်ပြီးတော့ဖြက်လိုက်အောင်ပါပဲခင်ဗျာကျွန်တော်တို့ဒီမှာအာဒီအမှိုက်ပုံးလေးကိုနှိပ်လိုက်မှာပေါ့ခင်ဗျာအာအဲ့လိုကြာလာပြီဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာအာအခုချက်ချင်းဆိုတာလေးပေါ့ခင်ဗျာဒီအလျားစာသားလေးကိုနှိပ်ပြီးအောင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာအာအခုချက်ချင်းဆိုတာလေးနှိပ်လိုက်ပါမယ်အဲဒါဆိုရင်တော့ဒီမှာပေါ့ခင်ဗျာဖြတ်သိမ်းပြီးပါပြီဆိုလဲသူရေးထားပေါ့ခင်ဗျာဒီမှာပက်ကေ့ကိုဖြတ်သိမ်းပြီးပါပြီပေါ့ခင်ဗျာကျွန်တော်ဒီမှာ okay လေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာအဲဒီမှာ အဲစာအိတ်လည်းပို့လာတယ်ပေါ့ခင်ဗျာဒီမှာစမတ်ဖြစ်လိုက်တဲ့စာအိတ်လည်းအဲဒီထဲမှာလည်းမရှိတော့ဘူးပေါ့ခင်ဗျာအခုမှကျွန်တော်ဟောစမတ်ထားတဲ့စမတ်လေးကိုကျွန်တော်ဖြစ်လိုက်တော့တော်မရှိတော့ပါဘူးခင်ဗျာ ်အခုကတော့ကျွန်တော်တို့ကိုကကျွန်တော်တို့အင်တာနက်စမတ်လိုက်တယ်ပေါ့ခင်ဗျာကိုစမတ်လိုက်တဲ့အင်တာနက်ကမကောင်းဘူးပေါ့ခင်ဗျာမကောင်းလို့ပြန်ဖြတ်ခြင်းအအခုနီးလေးနဲ့ပြန်ဖြတ်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့အင်တာနက်စမတ်မှာမဟုတ်ဘူးပေါ့ခင်ဗျာကျွန်တော်တို့ဖုန်းပြောစမတ်ပါစမတ်ဖြစ်ဖြစ်ပေါ့ခင်ဗျာဒီတက်နဲ့ပတ်သက်တဲ့စမတ်နီးအကုန်လုံးကိုအခုနီးလေးနဲ့ဖြတ်လို့ရပါတယ်ခင်ဗျာအာကူကတော့ကျွန်တော်အော်ဒီတက်စင်ကပ်ပေါ့ခင်ဗျာအာကျွန်တော်တို့ပက်ကေ့ပြန်ဖြတ်ခြင်းဘယ်လိုဖြတ်ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာ အားလုံးအဆင်ပြေကြပါတယ်ခင်ဗျာ။